မြန်မာသက်ကရေကောဇာသက်ကရေ1389ခုနှစ်ကို ရောက်လာပြီကောင်းရင်ဂျိုနေသားအားလုံးထဲမှာအဓိပါပါဂျိုလို့ခေါ်တဲ့စနေအဓိသောမဂျိုလို့ခေါ်တဲ့ဂျာသပတိနေလတို့ရဲ့အနေထားကဒီတစ်နှစ်လုံးအတွင်းမှာ ကသောင်းကနေလေးတွေဖြစ်နေတယ်အာပြုမှုတဲ့အာဖြစ်မှုပဲကပို့ပြီးတော့အာပါနေတယ် အဓိပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းရသည်မှာတစ်နှစ်လုံးတည်တယ်တည်နေရမှာသူ့ရဲ့အစွမ်းကအနေငယ်ရော့မြောင်ဖြစ်လာတယ်ဇူလိုင်၁၄ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့ဒါပေမဲ့သူက၄လနဲ့၁၄ရက်နောက်ပြန်သွားနေရမှာနိုဝင်ဘာ၂၈ကနေအတည့်ပြန်သွားတဲ့အချိန်မှာသူ့ရဲ့အားဗလာဆွမ်းကပြန်ပြီးတော့ ပြင်းထန်လာတော့လူရဲကံရေးလေးတွေမှာလောကကံရာလေးတွေမှာလူတိုင်းအတွက်အနှောက်အယှက်လေးတွေများတတ်တာဗောလေအတီသောမှကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ကြာသာပတိချုပ်ကလည်းအခုချိန်မှာပြိဿရာသီထဲမှာတီနေရမှမေလ15ရက်နေ့ကြာရဲ့မေထုံရာသီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာသီရောက်တဲ့ကိုရောက်သွားပြီးတော့သူ့ဆွမ်းအောင်သူ့အပြည့်မပြနိုင်တော့ သူရဲ့ဆောင်းရုတ်ကြသွားတယ်အားကျော့သွားတယ်နေအောင်သူကရောက်သွားတာအဲ့ဒီလိုနဲ့သူကအားရုတ်လျော့ဆိုတာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှာကရကရာသီကို အောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားမှာအဲ့ဒီရောက်တဲ့အချိန်မှာသူရဲ့အားအင်မတန်မြင့်သွားတယ်အုတ်ဆွမ်းသတိရဲ့အားဗလာအင်မတန်ကောင်းလာပြီးတော့လူတွေကိုကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှာတဖန်နိုဝင်ဘာလ ဆက်နေကိုရောက်တော့အဲ့ဒီကြာသာပလေးကျော်တယ်နောက်ပြန်သွားပြီးတော့အာဗလာတွေကိုလုံးယော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာအင်အားစွမ်းသက်တည်နဲနေတော့လူတွေရဲ့စွမ်းသက်တည်ကောင်းခြင်းတွေကိုပေးတဲ့တောမဂျိုတွေရဲ့စွမ်းသက်တည်ကလည်းရုပ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာကဘာမြေကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့ တနင်္ဂနွေဂျိုနဲ့တနင်္လာဂျိုနေလနှစ်ပါးဟာဒီလာမဲ့တော်သလင်းလာပြည့်ကျော်တည့်နေ့မှာ သကောင်းရန်ချိန်မှာလာကြမှာလာပြည့်ကျော်နှစ်ရက်နေ့ထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှယ်နေ့အခုညသကောင်းရမှာဒါလာကြမှာပြီးရင်နေကြအောင်ပါနေရကြက်တာကတော်သလင်းလာွယ်နေ့ သကောင်ရဲ့လာခွေရဲ့သကောင်ရောက်ကန်ဒီမတဲပိုင်းလေးလို့မှနေရကြမှာမမြင်ရတဲ့နေမင်းကြီးတရားနေမမြင်ရနေမင်းကြီးမှောင်ချသွားမှာ နောက်တနေ့အထိကုဝင်ပြီးမှနေချက်ချင်းကပြီးမှရာဖြင့် September 27နဲ့22အကူတွေဒီအချိန်နေသားလုံးကိုတိရှိထားရဲ့နေသားတွေနေခိုင်းလာခိုင်းနေခိုင်းသမားတွေဆိုတာက တနေ့ငွေအင်္ဂါစနေယာဟုမှာမွေးတဲ့ပါပအုပ်စုနေရနေဥဆောင်တဲ့အတွက်နေကိုင်းသမားတွေလာကိုင်းသမားတွေလို့ခေါ်တဲ့တနင်္လာပုတ်တဟူးကြာသာပတိသောကြာတောမဥဆောင်တယ်တောမကျူတယ်လာကိုင်းသမားတွေအားလုံးတို့အတွက်ကကြမာကဟောကိန်းထုတ်တာတဲ့ရရပေးတာပို့ပြီးတော့တင့်တင့်လျော့ပတ်မယ်လို့အောက်မိပါတယ် အဲ့အတွက်1389ခုနှစ်အတွက် နေကိုင်းလာကိုင်းမှာတည်ရှိနေသောသူအားလုံးတို့အတွက်ယတရားကိုတင်ပြပါတယ်အဓိကတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓရာဟုဇာတာပရိသောဇာစနေအားလုံးသော သူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာတပြေငါညွတ် ဖျားတင်ရမယ်ကိုနေမှာကိုတင်ရမယ်တင်းငွေမွေးစုတင်းတွေနေမှာတင်းတင်းလာမွေးစုတင်းလာနေမှာတင်းကိုနေမှာကိုမနဲ့မှာတင်ရမယ်မနဲ့6နိုင်ရနေ7နိုင်တွဲမှာတင်းရမယ်တင်းတဲ့အခါမှာ အားလုံးသောသူတို့စီဖန်ခွက်ထဲမှာရေဖြည့်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံများတစ်ချက်ပေါ်မှာတင်ပြီးတော့ဖျားကတ်လူရမယ်ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖျားတင်တယ်မတင်ရင်လည်း ဇပွဲတစ်ခုပေါ်မှာအမြင့်တဲ့နေရာမှာတင်ထားရမယ်။လေးညသိထားပြီးရင်စွန့်။နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်။ပြီးတော့လေးညသိထားပြီးရင်ကိုနေ့ကနေစပြီးလေးညတညနှစ်ညသုံးညလေးညထားပြီးကျန်တဲ့နေ့တွေမှာကြတော့ခရီးညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွက်ထဲမှာထည့်ထည့်ပြီးတော့မှကျန်တဲ့ရက်တွေကိုအားဖြည့်ရမယ်။ခရီးကခကကငါနဲ့ရပ်လေရောက်လာဝတွဲထားတာ။ တနင်္လာနဲ့ဗုဒ္ဓနဲ့တွေ့တာအမှငရှင်တို့လေချမ်းတာတို့ရေကြည်တာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့တပြေငါးညွန့်တလက်ခရေတလက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့အာလုံးသောခொနည်းသားသမီးရှေ့သားသမီးအာလုံးတို့သည်ဒီတနှစ်တာကာလအတွင်းအစိုးညာတို့ကိုကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းအသက်တည်းဟာ ထူးခြားတဲ့စွမ်းသတ္တိတစ်ခုဖြစ်ဖွဲ့စည်းလာပြီးတော့မကောင်းသောအရာတို့ကိုကြိုတင်သိမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညံ့တို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းသတ္တိတွေပေါ်ထွန်းလာပါလိမ့်မယ်။နေသားသီးသီးတို့တွေအထူးပြုရတရားကတော့တနေ့ကနေနေ့မွေးသူတွေအတွက်ကတနေ့ကနေနေ့တရက်မှာမနေ့6နိုင်နဲ့9နိုင်ခွဲအတွက်မှာအုံသီး6တလုံးပေါ်မှာထုံ6ချက်တို့ အဲ့ဒီပေါ်မှာမှဖျောင်းတိုင်အနီအောင်တင်ထွန်းဖျောင်းတိုင်တွန်းနေတိုင်းဆက်တိုက်သုံးရထွန်းပြီးရင်အဲ့ဒီအုံးစည်းကိုအမှန်တကယ်စားသုံးသူကိုလှူလိုက်ပါ၎င်းပြင်ကောင်းချင်းကံကြမ္မာများရစေဖို့အတွက်တန်လိုက်တုံးတုံးကိုရွှေရောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါအနီအကင်းချင်းလက်ရှင်ချင်းရပါမယ်တင်းလာနေမွေးသူတွေအတွက်ကတော့ မိမိအရက်နဲ့အလျားကြီးတဲ့ကြံချောင်းတစ်ချောင်းကိုအနီရောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပင်ရောက်မှာ သွားထားရမယ်။တနင်္လာနေ့မှာထားရမယ်။မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာသွားထားရမယ်။ပြီးတော့ရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ကိုယ်လုံးလွတ်တဲ့ဇပွဲမှာထားထားပြီးအနီရကင်းခြင်းနဲ့လက်ပွင့်ခြင်းတို့ကိုရရှိစေလိမ့်မယ်။အင်္ကာနေ့မွေးသူတွေအတွက်ကတော့ ဖះစီဒီတွေမှာသွားပြီးညောင်ထောက်ချင်းကုသိုလ်ကောင်းမှုကိုပြုပါပြီးတော့ကောင်းချင်းကံကြမ္မာများရစေရန်အတွက်ကို အနောက်မြောက်ဓာတ်အမြင့်တနေရာမှာလေတက်ရဲ့လှုပ်ခတ်အံမြည်တဲ့ wind chime သို့မဟုတ်ဆဲလဲလေးတွေချိတ်ဆွဲထားလိုက်ပါ အန်ရကင်းဘေးရှင်းပြီးလက်ပွေချင်းကိုချုံမဲ့ဗုဒ္ဓဟူးနဲ့မွေးသူတွေအတွက်ကတော့ဝါပင် ဝါမင်းရာဇာဆိုတဲ့အပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနဲ့ထင်ရှားစွာရရှိဇေယံအလို့ငါပိုက်ဆံအကြွေစိတ်နှစ်စိတ်ကို အလဲမှာကော်ထက်ကပ်ပြီးတော့အလုံးလုံးတဲ့နေရာကိုဝင်းချင်းမှာ ထားရှိလိုက်ပါ အန်ဒီယကင်းချင်းဘေးရှင်းချင်းနဲ့လက်ပွင့်ချင်းကိုရစေလိမ့်မယ် ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုပံပုံးထဲမှာသဲဖြည့်ပြီးတော့စိုက်ပြိုးပြီးတော့မြောက်ရက်မှာထားရေလောင်းပေးပါရက်ခတ်ပေးပါ အန်ရကင်းပေးရှိမယ်လက်ပွင့်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာမကြာခဏသွားရောက်ပြီးတော့ရွှေသင်္ကန်းကတ်လှခြင်းပြုတ်ပေးပါဂျာသပဒီနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာပိန်ပန်းပင် Interium လို့ခေါ်တယ်ပိန်ပန်းပင် စိုက်ပြိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါ ဖြစ်เสียရှင့်အပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အနည်းမကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကလ်ချာမှာနဲ့တိုးတက်ခြင်းများရစေရတဲ့မိမိရဲ့ပုံဒူပကြီးကားကိုရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါအညာဆိုကင်းုံသမကလက်ပွင့်ကပွင့်ချင်းနေရှိလိမ့်မယ်။သောက်ကြာနေမွေးသူတွေအတွက်ကတော့ ကောင်းချင်းကံကြမ္မာနဲ့အရာရာအစဉ်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကိုမိမိညာလေညုံးနဲ့တထွာဖြတ်အခောက်ခွာပြီးတော့ရွှေချပြီးကိုယ်နဘေးစောင်းထားပေးရမယ်။ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလက်မှဇန်ချောင်းတစ်ချောင်းကိုရွှေအောင်သုတ်ပြီးတော့ကိုယ်အလုတ်လုပ်နေရာမှာထားလိုက်ပါလက်ပွင့်သွားလိမ့်မယ်။စနေနေ့မွေးသူတွေအတွက် အညာဆိုးကင်းပြီးကောင်းခြင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနာပင်စနေနံပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါဖြစ်เสียရှိရင်ပင်မှာဖြစ်မယ်ကောင်းခြင်းကံတွေကိုလည်းသူကစဲဆောင်ပေးမယ်ပုံမကံကောင်းစေရန်အင်းကြီးကျဲသေးစိခုနစိကိုပလတ်စတစ်အိတ်ကလေးနှိမ့်စိအိတ်ကလေးပေါ့နော်ဒီလိုအိတ်ပိတ်လို့ရတဲ့အိတ်လေးတွေမှာထည့်ပြီးတော့အဲ့ဒီခုနစိသောကျဲသေးစိပါတဲ့အိတ်ကလေးကို 百岁之一年，如我百岁一点太少，老百刚刚人家也是吧，里面，对？唐中央十三个干部，江啊，身边说招聘人家吧，谁接受的嘛嘞？